salah bang ya namo tada bhagavato arahato namo tambuddha namo tada bhagavato arahato namo tambuddha namo tada bhagavato arahato namo tambuddha eh ်ပါဘုရားတပိတော်တို့ဒီနေ့ရောက်တာကဘာတိတ်လဲတတနာတဲ့တနာစောက်နှောက်လို့မြကြည့်နော်ထူကြတာလေးတွေပြောမယ်ပြင်မယ်ပေါင်းမယ်တဲ့နော်ဘယ်တာတကယ်တာညာရှိတကယ်ဒီတော့လက်ဆောင်ဆမ်းနေတာဘယ်လားလဲ22 22နှစ်မှာတဲ့ အဲဆိုလိုက်ပါအောင်ဗျာဒတနေနာပါဒဗဓမ္မဘာဝနာယပါဒဗဓမ္မနေဝဒတနေနာဘာဝနာယပါဒဗဓမ္မဒတနေနာပါဒဗပရပတိမတိဘဂုတောဘာဝနာယပါဒဗထမတောဂုတိဘဂုတောနေဝဒတနေနာဘာဝနာယပါဒဗပရပတိမတိဘဂုံတိလီအမဟောအထမတောဂုတိဘဂုံတိလီမဟောဂုံတောဓမ္မနေတရဏိဒီဝအတူတူပဲနော်နံပါတ်လေးနားထောင်ကြည့်ပြောတော့ကလေ ဒီတိတ်မှာဒသနေနာသောတပတိမတ်တိဘေယကုံသောဘဝညာတိမတ်တိနဲ့ပတ်သက်ပြီးပြောနော်လေကောင်းတဲ့တရားတွေလည်းမတ်တိလို့ထင်တာပေါ့နော်ဒါတော့မတ်နဲ့ပေယမဲ့တရားပါလေအကုသိုလ်တရားတွေအဲ့လိုသိရမှာနော်ဘာဗြဟ္မပရာကိုကြည်ပါဒသနေနာမဟာတ္တဘာသောတပတိမတ်တိဘေယကုံသောတဲ့သောတပတိမတ်နဲ့ပဲ့နိုင်တဲ့တရားအကုသိုလ်တရားတွေကိုပြောမှာနော်ဘာဝနာပါတ္တဘာဗလဲအထမသုံးခုသည်ဘေယကုံသောတဂရဂိုင်းမအနာဂိုင်းမအရတ္တမတ်နဲ့ပေယမဲ့အကုသိုလ်တရားတွေကောက်ရမှာ နေဝရဒနေနာနာဘောနာဘာဒဘာတရမေပေတဲ့အကုသိုလ်လည်းမဟုတ်ဘူးအထမတုံနဲ့ပေတဲ့အကုသိုလ်လည်းမဟုတ်ဘူးဆိုတော့ကုသိုလ်ဝိပန်ကရိယာယုံနေပန်နေကောက်မှာဒီလိုသွားမယ်နော်မှန်ပါဘူးအလိုလေးရံမြင့်သိနော်မှန်ပါဘူးဆိုရင်ကောက်တွေအရင်သွားပြီးတော့မှခဏနေတဲ့သက်သက်ဖွဲ့တာတွေသွားမယ်ဆံမြတ်နာတဲ့23မှန်ပါဘူးကဲဆိုချလိုက်ပြီးမှပြည့်ရရှင်းပြမယ်တဒနေနာဘာဒဘာဒမဟုတ်တော့ ယတနေနပါရဗ္ဗဓမ္မောသောဗုဒ္ဓမောယကသောရပတိမတိအကျဉ်းမရှိသောအဖြစ်ပဲသောဒေတိကရသံမြုပ်စိတ်၄ပါးဝိဇိကိသာတာကောစိတ်၁ပါးမာနရောသာဣဒမိစရိယကိုကိုစားခြင်းသောစိရသိမ့်၂၂ပါးသောရပတိမတိတနုကရအဖြစ်ပဲသောအပါယကမဏိယဖြစ်သောဒေတိကောမြုပ်စိတ်၄ပါးဒေါသမူတွေဒေတိဝိဇိကိသာခြင်းသောစိရသိမ့်ဘာတဲ့ဘာရည်25ပါ25ပါရည်ဒီဆောင်နှုတ်ကိုမျှကြည့်မယ်နော်နှုတ်ကိုမျှကြည့်မယ် ဟိုကောင်မှားတယ်လေဒီစောက်လေးကမမှားဘူးနော်ဒီဒီမူလညဝစာကမစာရိုက်တာတွေမှားတယ်ထားပါတော့တော်တော်ပတိမတ်ဒီအကျွင်းမရှိတော့ပြန်ပြရတော့တဲ့အဲ့ဒါဆိုရွေးတော့ဒီလိုလေးတော်တော်ပတိမတ်အကျွင်းမရှိသလားလေးချက်လိုက် ။သောတပတိမတ်နဲ့အကျွင့်မဲ့ပေတာကဘာနဲ့ပါလို့ကြားဘူးလဲ။ဒေတိနဲ့ဝစီကိစ္စ။ဝစီကိစ္စ။ဒိဋ္ဌိဆိုတာကစိတ်ဆိုရင်ဒေတိကရတံပြုစိတ်ဝစီကိစ္စကဝစီကိစ္စတံပြုစိတ်သာကုစိတ်ပေါ့နော်။ဒါဆိုရင်ပြောလို့တိလိုက်ပြီ။သောတပတိမတ်နဲ့အကျွင့်မဲ့ပေနိုင်တဲ့အကုသိုလ်စိတ်ဘယ်နှပါးရှိ။မှန်ပါဗျာ။အဲ့ဒီ၅ပါးနဲ့ရှင်နေတဲ့စတတိတ်တွေကိုရှာရမှာ။ဟုတ်တယ်နော်။မှန်ပါဗျာ။ဆိုလို့ရှိရင်ဒါဆိုရင်ဒေတိကရတံပြုစိတ်လေးပါဝစီကိစ္စတော့မကောင်းမကောင်းဆိုမိုင်းကုန်ဘလောက်မှကြီး။၂၇။၂၇ကဘာတဲ့။ Inya termasuk domba. Aku tuh sedih. Aku tuh sedih. Seliba. Seliba. 29ရာခုမာနရဲ့ဒေါစတုတ်၄ပါးရဲ့၅ပါးနှုတ်တော့ဘယ်တော့ကျန်29ပါးဘာကြောင့်နှုတ်တာလဲကိုပြောရရင်နော်မှန်ပါအခုပြောနေတာကဒိဋ္ဌိကရတံပြုတ်မလားဒိဋ္ဌိကရတံပြုတ်ဆိုလောတတိ၃ပါးတွေကဘာတွေရှင်လောဘဒိဋ္ဌိလောဘဒိဋ္ဌိရှင်တော့ဘာမရှင်ဘူးမာနမရှင်မာနမရှင်ဘူးအခုရောက်နေတာကလောဘဒိဋ္ဌိကရတံပြုတ်စိတ်တို့ဒီလောဘမှုစိတ်အခန်းဆိုတော့ဘာနဲ့မဆိုင်ဘူးဒေါဒေါစတုတ်၄ပါးနဲ့မဆိုင်ဘူးနော်မှန်ပါဒေါစတုတ်၄ပါးနဲ့မဆိုင်ဘူး ဒါတော့လို့ရှိရင်ပြောတော့လော်တရီ၃ပါးထဲကမာနာ၃ပါးရဲ့ဒေါ်စတုတ်၄ပါးရဲ့၅ပါးစုံတရီ၃ပါးကိုတက်ကြည့်ပါဦးဌိနာမေတာနဲ့ဝစီကိစ္စဌိနာမေတာဒီဒိဋ္ဌိကတံပြုတ်စီတဲ့မှာတသင်္ဃာရီကတွေပါတယ်ရှင်တယ်ဟုတ်တယ်နော်ဝစီကိစ္စဒီဝစီကိစ္စ၃ပါးပါတယ်ရှင်တယ်ဒါဆိုရ28ပါးထဲမှာမရှင်မနဲ့အကျင်ခံရတာ၅ပါး၅ပါးကျင်တော့ဘလောက်ကျန်22ကျန်ဒီ22ဒီဘယ်မှာရှင်တာလဲဆိုဒီတိက္ကရာတံပြုတ်စိတ်၄ပါးနဲ့ဝိသိကိစ္စမှာရှင်တယ် တဲ့နံပါတ်တည်သွားပြီနော်နံပါတ်အဲ့ဒါတစ်ချက်ဒါဆိုပြုတ်တတိထားမှာကဒီကသံမစရိဘဝိသေကသတပါအကျွမ်းမဲ့ပဲတဲ့အကုသိုလ်စိတ်ဘယ်နှပါလို့ပြောမှာငါးပါးအကျွမ်းမဲ့ပဲတဲ့အကုသိုလ်စိတ်ငါးပါးလို့မှတ်ထားနော်နံပါတ်နောက်ဆက်ဆိုတရပတိမေတိတရပတိမေတိတနုရာပြင်ပဲသောအပါယကမ္မဏီယဖြစ်သောဒိဋ္ဌကပြောစိတ်၄ပါးဒေါသမှုတွေဒိဋ္ဌိဝိသေကချင်းဒိဋ္ဌိဝိသေကချင်းသောစေတ္တ25ပါးဟုတ်ကဲ့ တော်တော်လေးမတည်တနုကရအပြင်ပေးရတော့ဆိုတနုကရဆိုတနုံကရသိငယ်အောင်လောက်တာမမအကျွမ်းမဲ့ပေတာမဟုတ်ဘူးနော်မမအကျွမ်းမဲ့ပေတာကဒီလိကရတံပြည့်စေလေးပါနဲ့ဝစီကိစားတော့အကျွမ်းမဲ့ပေတယ်နော်မမအေးတနုကရဆိုတာတနုံကရခေါင်းပေါင်းပဲလုံနိုင်သေးတယ်သိငယ်အောင်ပဲလုံနိုင်သေးတယ်အခုသူစိတ်တယ်နော်မမဒါဆိုတော်တော်ပရိမတ်နဲ့သိငယ်အောင်ခေါင်းပါတော့လုံနိုင်တယ်အခုသူစိတ်ကဘယ်နှပါအာဒီကောင်ဒီပေါ်စလေးပါတော်တာမူတွေ့၅ပါ၆ပါဟုတ်နော်၆ပါဟုတ်တယ်နော်မမအပေါ်အကျွမ်းမဲ့ပေတာက၅ပါ အခပ်ပပလေးဖြစ်အောင်ပုတ်လိုက်တာကစောဘပုတ်လိုက်တော့စတဘာနော်ဘောကပြီနော်အကုသိုလ်စိတ်ဗနာပါစတဘာခါတဲ့ပေါင်းနားလိုက်မှန်းနားမှာနော်အကုသိုလ်စိတ်စတဘာဆိုရင် ဟဲဒီတောတာပရိမနဲ့လုံးဝအကျဉ်းမဲ့လည်းမပင်နိုင်ခေါင်းပေါင်းလည်းမလုံးနိုင်တဘာကြံနေတာပါလေအမ် ဩဒိသဩဒိသဩဒိသစိတ်ပြန်လွင်မှုသည်နော်ဩဒိသစိတ်ပြန်လွင်မှုသည်ဟိုးအနာဂံထီအောင်ဖြစ်တယ်ဗျာနော်အရတမန်နေဂျာမှာဩဒိသကိုပယ်တာပေါ့လို့ဆိုပြီးနော်ဘယ်လိုစီမပယ်ဘဲနဲ့အသားလေးထားခဲ့ထားခဲ့ထားခဲ့အရတမန်ဂျာမှာဩကြာပါတယ်ကွာအကုသမန်များအကုန်ပယ်ဆိုတော့ဂုံသွားတယ်အဲ့ကြမှာနော်ဆိုရင်ပြောတော့အလောက်ထိသိသွားပြီပြီးတော့ဒိဋ္ဌိကတဝေပြုတ်စိတ်၄ပါးဒုတမှုတွေးတယ်တို့မှာရှင်းတာကြီးတယ်လို့မိုင်းကုန်း28ခုနှစ်ပါးမှာကြီးတယ် ဒိဋ္ဌိကတဝိပယုတ်ဖြစ်နေပြီဖြစ်တဲ့တို့လောတတိသုံးပါးတွေကဘာတွေရှင်တာလောဘနဲ့လောဘလောတတိသုံးပါးတွေကလောဘနဲ့မာနနဲ့ရှင်လောဘနဲ့မာနရှင်တော့ဘာကိုခြင်းဒိဋ္ဌိကိုခြင်းဒိဋ္ဌိကိုခြင်းပြီးတော့ဒီတော့နဲဒေါသမှုတွေတွေ့တဲ့တို့ဒေါသလို့တွေပါပြန်ရှင်သွားပြီနော်သုံးတတိသုံးပါးတွေကလည်းဌိနနဲ့မိဒသည်ဒိဋ္ဌိကတဝိပယုတ်မှာတသင်္ကာရိကပါတယ်ဒေါသတယ်မလဲတသင်္ကာရိကတွေပါတယ်ဆိုဌိနမိဒရှင်နေ အေးအဲ့ဒီတို့ကောက်ထားတဲ့6ပါးထဲမှာဝိသေကိစ္စပါလားပါဗျာပါတော့ဝိသေကိစ္စကျင်ဘောပေါတယ်နော်ဆိုရင်29ပါးရ2ပါးကျင်တော့ဘယ်လောက်ကျင်25ပါးကျင်โอเคဒါဆိုရင်စိတ်တွေကိုပေါင်းမယ်ဆိုရင်တော်တယ်ပရိမတ်နဲ့အကျွင့်မဲ့ဗေဒတနုကရာပြင်ဗေဒ200ပါးအခုဆိုစိတ်ဘယ်နှပါးဖြစ်17ပါး17ပါးဖြစ်နော်ပြီးလို့ရှိရင်စတသိသိလို့ရှိရင်တို့တွေမိုင်ကုန်အများဆုံးဘယ်လောက်မှတက်ကြည့်မယ်29ပါးကြည့်29ပါးကြည့်ပြီးတော့တူရတူရတွေထားမလို့ရတယ်အမ်တူရတွေထား မမတူရာတွေကိုယူပေါင်းနော်ဆိုလို့ရှိရင်မန်ဂိုဘယ်လောက်မှကြည့်ရလဲမန်ဂိုး20နဲ့25ငါးပါးမှကြည့်ရမယ်လို့ထင်ဟုတ်လားမမခဏရင်နဲ့29ရာနေယူတာဗျာနော်မှန်ပါမှန်ပါဒါဆိုလို့ရှိရင်29ရာယူတယ်ဆိုရင်ပြောတော့ တော့နှစ်ခွန်လို့လောက်ထားမှာနော်မှန်ပါ29ရက်ယူတာဟိုမှာရောက်တော့တာဒါဆိုလို့ရှိရင်ပြောတော့ဘယ်လိုသိလိုက်လဲဆိုလို့ရှိရင်သူမရှင်လက်ကိုရှင်မှာပဲကိုမရှင်သူရှင်မှာပဲဘာလို့လို့ဆိုလို့ရှိရင်ရှင်ရလိုက်ရှင်ညရယူခြင်းမလားမှန်ပါညရယူခြင်းဆိုတော့ပြောတော့အခုအကျွင်းမဲ့ပဲတော့ကမာနနဲ့ဒေါသလိုလေးပါမှန်နော်မာနဒေါသဒေါသလိုလေးပါကိုအကျွင်းမဲ့ပဲတော့ကမရှင်နာဘူးဆိုပေမဲ့တနုကရာပြင်ပဲတော့ဒီဒီနဲ့ဝိစိကိစ္စကိုပဲကျင်တာ မာနာတို့ဒေါသလို့လေးပါတို့ပြင်ရှင်းတယ်လေမမဒီချင်းတနုကရာပြင်ဆိုလို့ရှိရင်ဒီနေ့ဥစည်းကိစ္စကိုပဲကျင်တာဟုတ်တယ်နော်မာနာနဲ့ဒေါသလို့လေးပါပြင်ရှင်းတယ်လေမမသူမရှင်းတဲ့ဟာကိုကိုရှင်းနိုင်တယ်ကိုမရှင်းနိုင်တဲ့ဟာကိုသူရှင်းနိုင်တယ်သူတို့ဘာနဲ့တူလဲဆိုလို့ရှိရင်ဟိုးဝိဘက်စိတ်တွေကောက်တဲ့အခါကြလို့ရှိရင်နော်အနေမကဥပ္ပတ္တိကြည်လို့ရှိရင်ဝိရဒိသုံးပါကျင်းတယ်မမလောကရတာဥပ္ပတ္တိကြည်လို့လောကရတာစိတ်တွေကြည်လို့ရှိရင်အပ္ပမညာနှစ်ပါးကိုကျင်းတယ်နှစ်ခုအတူတူပေါင်းအောင်ကောက်လဲကောက်အောင်38လို့ဆိုလိုက်တာမှလားမ မဟာကုံမှာမရှင်တဲ့ဝိရဒီကိုလောကုတ္တရာမှာရှင်တော်ယူတယ်38မှန်ပါဘူးလောကုတ္တရာမှာမရှင်နိုင်တဲ့အပ္ပမညာနှစ်ပါးကိုမဟာကုံမှာရှင်တော်ယူတယ်38ပဲမှန်ပါဘူးဟဲ့နော်မှန်ပါဘူးဘုလည်းအဲ့လိုလုံနေနော်မှန်ပါဘူးဒါကြင်တပြည့်တို့ပေါင်းချလိုက်တာကဒါကအရကဝဒါတော့နားလက်သွားပြီထားခန္ဓာနဲ့တသက်စာဖွဲ့တဲ့အခါကြလို့ရှိရင်ဆံရဆံရပေါင်းအကုသိုလ်စိတ်ဗနာပါဖြင့်စတ္တပါဆံရဆံရပေါင်းစတ္တသိဘလောက်ဖြင့်29ပါဘောပါတယ်နော်အဲ့ဒါလေးကိုအရင်ခန္ဓာနဲ့တသက်စာဆိုချလိုက်လို့ ညာကြည့်ပြီးဆိုလိုက်လို့ခန္ဓာအဖြစ်၄ပါးဥဒ္ဒောကစေတသိက်၂၉ပါးတို့ရင်ဝေဒနာတိဝေဒနာခန္ဓာဒိညာတိဒိညာခန္ဓာဝေဒနာဒိညာမကျွင်းတော်စေတသိက် 25ပါးဒီသင်္ကာရခန္ဓာအကုသိုလ်စိတ်စတဘာဒီဝိညာဉ်နဲ့ခန္ဓာမြေအဲ့ဒါဒီကအကုသိုလ်စတဘာပေါင်းဖို့လည်းသိပြီနော်မှန်ပါတော်တယ်မြတ်အကျွမ်းမဲ့နဲ့ပယ်တာနဲ့ခေါင်းပေါင်းလောက်တာလေးပဲနော်မှန်ပါ Okay မတ်တီကိုကောက်တာမဟုတ်တော့အကုသိုလ်တွေကောက်တာနော်မှန်ပါဟုတ်တယ် Okay အာနာဘိနဘဥဒောကအကုသိုလ်စိတ်စတဘာဒီမနာယနာစေတေ29ပါးဒီဓမ္မယနာမြေဒါဘိနဘဥဒောကအကုသိုလ်စိတ်စတဘာဒီမနောဝိညာဏတေစေတေ29ပါးဒီဓမ္မရမြေသစ္စာဘိနဘဥဒောက အာဟုဒသိစေတကုလောဘကျင်သောစေတိတ်26ခုသည်ဒုက္ခသစ္စာမြေလောဘသည်သမုဒယသစ္စာမြေဟုတ်ကဲ့ဖွဲ့တာလည်းလွယ်သွားပြီနော်အဲ့လိုပေါင်းပြီးတော့ဖွဲ့တယ်ဆိုတာလေးတတိတစ်ချက်ထိုင်ပြီးပါတယ်နောက်ဒုတိယပရာဘလို့ဟောလဲအထမတ်3ခုသည်ဘယကုံသောနော်အထမတ်3ခုလိုက်ကြည့်မယ်ဆိုရင်သကရဂามိမယေနာဂามိမယေအရဒမယေကြည့် ဒီလိုတော့တကရကမိမဆိုတာကလေတော့ဒါပတိမတ်ပေသမ ्या ကိုသူပဲတယ်ထပ်ပြီးတော့သူအကျိမဲ့ပဲနေတာမရှိဘူးအဲဒါကြောင့်လို့ပြောတော့ဝီထီပိုင်းပုဂ္ဂလပြိတာရသလိုချင်းတောတာပိုင်းရနိုင်တယ်ဝီထီစိတ်60ဆိုတော့တကရကရနိုင်တာလေ60ပဲသူရဲ့ကိုပိုင်းတောတာပတိဖူနေရမှာတကရကမိဖူပြောင်းယူမယ်ရှိတယ်နော်အဲဒီလိုလေးသိတယ်အဲဒါကြောင့်လို့သူအကျိမဲ့ပဲနေတာမရှိတဲ့တော့သူဘလို့လေးသုံးလိုက်လေတနုကရာတနုကရာနော်အဲဆိုကြည့်ပါတကရကမိမတ်ဒီ ၎င်း၎င်းယူမဲ့ဒီတနုကရာဖြစ်ဘဲသောရုံရင်တော်တကြကဝိပျောစိတ်လေးပါဒေါသမှုတွေခဏထားမဲ့ဒီခဏထားနော်ဘာလို့ရှိရင်တကရကမိမနဲ့အကျွေးမဲ့ပေတာတော့မရှိဘူးခေါင်းပေါင်းလုံနိုင်တာတော့ရှိတယ်ဘာလဲဒီတကရဝိပျောလေးပါနဲ့ဒေါသမှုတွေအဲဒီတကရတန်ပြိုးနဲ့ဝိစီကိစ္စအိုးသောတာပတိမတ်တဲကအကျွေးမဲ့ပေပြီးသားနော်ကျန်တဲ့ဒီတကရဝိပျောစိတ်လေးပါနဲ့ဒေါသမှုတွေတော့သူခေါင်းပေါင်းလုံနေတယ်ဒါတော့မှတော့ရုံရင်တော်ဆိုတဲ့စကားလုံးကြည့်ကြည့်နော်မှန်ပါ ်တကရကမိမနဲ့ကလေဒိဋ္ဌိကတဝေပြုတ်ကြမ်းကြမ်းနဲ့ဒေါသကြမ်းကြမ်းနေပဲပဲတာနော်ဒိဋ္ဌိကတဝေပြုတ်နုနုတွေဒေါသနုနုတွေလုံးဝမထိနိုင်သေးဘူးမပယ်နိုင်သေးဘူးနော်အဲအဲ့ဒါမျိုးနော်ယုံရင်သောဆိုတာအဲ့ဒါပြောတာနော်ဆက်သွားနာကမိမသည်အပြည့်မရှိသောအဖြစ်ပဲသောကာမရာဂနှင့်တင်ပြုတ်ပြသောဒိဋ္ဌိကဝေပြုတ်စိတ်လေးကိုဒေါသမှုတွေဒိဋ္ဌိဝိစိကစားကျင်သောစရိသိ52ပါးဟုတ်ကဲ့25ပါး25ပါးအဲ့ဒါကိုတတိထားကြည့်အနာကမိမကြတော့ဘလို့ပဲလားအပြည့်မဲ့ပဲအပြည့်မဲ့ပဲလား နော်နာဂာမိမကြတော့အကျွဲ့မဲ့ပဲလေခေါင်းပေါင်းလောက်တာသူမှမလိုချင်ဘူးအကျွဲ့မဲ့ပဲအမြင့်ပြက်ပဲပရပတိမတ်တို့လည်းပဲလိုက်တဲ့ဝိစကတော့အကျွဲ့မဲ့ပဲနော်နာဂာမိမနဲ့အကျွဲ့မဲ့ပဲတာကကာမရာဂနဲ့တန်ပြုတ်ဖြစ်တော့ဆိုတာလည်းထက်ချက်ထားလိုက်အကျွဲ့မဲ့ပဲတဲ့ကာမရာဂနဲ့တန်ပြုတ်ဖြစ်တော့ဘာကြောင့်ဒီလိုစကားကိုသုံးရတာလဲဆိုရင်ဒီလိုရာဂာသုံးမျိုးရှိတယ်ကာမရာဂရူပရာဂအရူပရာဂ အနာဂမ်ကြီးမနဲ့ကလေတို့ကာမဘုံဘွားကြီးကိုပဲရွှေရှာဆက်ဆုပ်တာအဲ့ဒီအနာဂမ်ကြီးကကာမဘုံအနာဂမ်ကြီးကသေသွားရင်လေရူပဘုံအရူပဘုံတော့သူနေရှင်သေးတယ်ဗျဖြစ်သေးတယ်နော်အဲကြောင့်လို့သူဒီကာမရာဂနဲ့ရှင်နဲ့ဒေဒီဝိကရဝေပြုတ်တွေဒေါသတွေပဲပဲတာရူပရကအရူပရကနဲ့ရှင်နေတဲ့ဒေဒီကရဝေပြုတ်စိတ်တွေဒေါသတွေကိုမပယ်သေးဘူးဒေဒီကရဝေပြုတ်စိတ်တွေကိုမပယ်သေးဘူးဒေါသတော့မဟုတ်ပါဘူးဒေါသတော့ဘယ်မှာဖြစ်သူပယ်ပါတယ်နော်ဒီတော့စကားလုံးမဆက်လို့ပြန်ပြောမယ်နော် အနာဂမိမက်နဲ့အကျွတ်မဲ့ပယ်တာဆိုတော့ထူးခြားမှုကတော့ဒေါသပဲဟုတ်တယ်နော်ဒေါသစိတ်ကိုဘယ်တော့ခါမှမရှိတော့ဘူးအနာဂမ်ဖြစ်သွားပြီဆိုဘယ်ဘုံမှနေနေနော်ဒါတော့သိတယ်နော်ပြဿနာမရှိဘူးနောက်ဒီတိကရဝေပြုတ်စိတ်၄ပါးကိုပယ်တယ်ဆိုတဲ့စကလုံးလေးနော် ဒေဒီကရဝေပျုစိတ်၄ပါးကိုပယ်တယ်ဆိုတဲ့သကလုံးလေးတည်တဲ့အဲ့ဒီဒေဒီကရဝေပျုစိတ်၄ပါးသည်အဲဒုက္ကမဘုံမှာရှိနေတဲ့ဒေဒီကရဝေပျုစိတ်တွေရူပရူပဘုံမှာရှိတဲ့ဒေဒီကရဝေပျုစိတ်တွေဆိုပြီး၃မျိုးရှိတယ်အနတ်တို့ဒီကာမဘုံကို ပြန်မလာခြင်းတော့မနေခြင်းတော့လာဖြစ်တဲ့အတွက်ဗာနဲ့ရှင်နဲ့ဝေပျုကာမရာဂနဲ့ရှင်နဲ့ဒေဒီကရဝေပျုဝေပျု၄ပါးကိုပယ်တယ်နော်ဒေါသပယ်တာတို့ထင်ရှားပါတယ်နော်ဒေါသမှုစိတ်၅ပါးကဲဒါဆိုလို့ကျင့်စရတဲ့28ပါးတဲ့ကနေပြီးတော့ပြောတော့ ဘာဟုတ်ကျင်လဲဆိုလို့ရှိရင်ဒိဋ္ဌိကဝေပယုတ်ဖြစ်တဲ့အတွက်လောဘဒိဋ္ဌိမာနသုံးပါးမှာဘာဟုတ်ကျင်ဒိဋ္ဌိကိုဒိဋ္ဌိကိုကျင်အခုမှဒေါသမှုတွေရတယ်ဆိုတော့ဒေါသတို့လေးပါးဘဝညာတွေလည်းရတယ်လေနော်သူ ကောက်ထားတယ်6ပါးတည်းမှာဘာမပါဘူးလေ ဝဇိကိစ္စာဝဇိကိစ္စာမပါဘူးဝဇိကိစ္စာမပါတဲ့တော့ဝဇိကိစ္စာခြင်းဒါဆိုရင်28ပါးရဘလို့ရလဲ25ပါး25ပါးโอเคပြီเนาะဆက်သွားရတ္တမတိရတ္တမတိကျွေးမရှိသောအဖြစ်ပဲသော ရူပရာဂအရူပရာဂနှင့်တံပြောပြီးသောတတိကဝိပျောစိတ်၄ခုဩဒိသတာကိုစိတ်၄ခုဒေယိတောသာဤသာမိစရိယကိုကိုသာဝဇိကိစ္စာခြင်းသောစိရသိ22ပါးရ၏အနာကံတော့အဓိကကြတာဒေါသအခုရတ္တမနဲ့အဓိကကြတာဩဒိသဩဒိသ ။အော်ဒီဇာကဘာကြောင့်ဒါတက်မန်နေဂျာမှပေးတာလဲဆိုအော်ဒီဇာကအပြင်မကြနိုင်ဘူးလို့ပြောရတာမှလား။စိတ်ပြန်လွင်ယုံတက်တက်နဲ့အပြင်မကြဘူးလို့ဆိုတော့ကြောင်းနဲ့အောက်အောက်မတ်တွေမပေးဘဲနဲ့အသားလေးထားခဲ့တယ်အပြစ်သိမ့်မကြည့်ဘူးမပေါ်ပေါ့ပေါ့တွေပဲထားခဲ့တယ်နော်အရတမတ်ရောက်လဲရောက်ကောအိုးပဲကြကြံပြကြအကုသို့မှန်ကငါအကုန်ပဲတယ်ကွာဆိုတော့ပဲသွားတာနော်ဒါဆိုရှင်အရတမတ်နဲ့အကျွင်းမဲ့ပဲတာက ကြည့်ကြည့်နော်ရူပဒကအရူပဒကဆိုတဲ့သကလုံးသုံးတာအကြီးနော်ရူပဒကအရူပဒကဆိုတဲ့သကလုံးဒီရူပဘုံအရူပဘုံနေမှာလဲရှိနိုင်သေးတယ်ဒီကဒါဝေပျောစိတ်၄ပါးကိုလဲသူပဲတယ်တဲ့ကိုအောင်ပဲတာနော်အနာကလူမျိုးတချမ်းပဲတာမဟုတ်ဘူးနော်ပြီးတော့ရှင်ဘသူမှမပဲသေးပဲနဲ့ထားခဲ့တဲ့ဩရိစ္ဆတပါးကိုလဲပဲ28ပါးထဲမှာဒိဋ္ဌိရတော်စလို့၄ပါးဝိဇိကိစ္ဆာ6ပါးကျင်တော့ဘလောက်ကျန်28ပါးကျန်ဘာကြောင့်ဒိဋ္ဌိကျင်တာလဲ တိကရာဝေပြုတ်စိတ်ဖြစ်လို့တံပြုတ်ဖြစ်မှရှင်မနော်ဝေပြုတ်ဖြစ်တော့မာနရှင်ဝါတို့ဒိဋ္ဌိကျင်းနေနော်ဘာကြောင့်ဒေါသတို့၄ပါးကျင်တာလဲမဟုတ်ဘူးတို့ခုကောက်တာကလောဘမှုစိတ်နဲ့မောဟမှုစိတ်ပဲရှိတယ်လေဒေါသမှုစိတ်မပါဘူးမလားမပါလို့ဒေါသတို့၄ပါးကိုကျင်းနေနော်အဲဘာဖြစ်လို့ဝစီကစားကျင်းလဲဆိုမှကောက်ထားတဲ့နေရာမှာက ဩဒိစပဲပါလို့ဝိသိကိစ္စမပါလို့ဝိသိကိစ္စကိုကျင်တယ်သဘောပေါက်တယ်နော်အဲလိုရှိရင်ဒိဋ္ဌိရဲ့ဒေါသတော်လေးပါးရဲ့ဝိသိကိစ္စ6ပါးကျင်တော့20နဲ့တပါးရပြီနော်ပါပါဒါဆိုအဲ့ဒီစိတ်တွေအကုန်တူရတူရလိုက်ပေါင်းကြည့်မယ်အထက်မှတ်3ခုနဲ့ပယ်နိုင်တာလေနော်ပါပါဒါလိုရှိရင်တကရယိမတ်နဲ့အဲခေါင်းပေါင်းပယ်တာကဝိပယုတ်လေးဒေါသမှုစိတ်2ပါးဘလောက်ရပြီ6ပါးအနာဂတ်မှာနဲ့ကြတော့အဲ့ဒီ6ပါးကိုပဲအကျွမ်းမဲ့မဲ့ပယ်တယ်ဆိုတော့6ပါး6ပါးပဲမတွေ့သေးဘူးနော်ပါပါကဲ အရတမနဲ့ရူပရကအရူပရကနဲ့တံပြုတ်ဖြစ်တဲ့ဒိကရဝေပြုတ်စိတ်၄ပါ။အချောက်ဘက်မှာပါဘူးလားဝေပြုတ်ပါတယ်နော်။ဩရိစ္စတပါဘယ်နှပါဖြစ်သွားပြီ။ပါပါ။ဟော9ပါ။9ပါ။ဒါဆိုလို့ရှိရင်ဒီအထမတ်တွေနဲ့ဆိုင်ဆိုင်ပယ်ချလိုက်တဲ့အာဟုတုတွေတကယ်စစ်တန်းထုတ်တော့ဘယ်နှပါပဲရ။9ပါပဲ။ရေးလိုက်တော့လွတ်တဲ့နေရာမှာပါ။ခဏပါဆိုတာလေနော်အဲဟိုဘုံမှာကပေါင်းလိုက်တော့အကုသိုလ်စေမနှပါရတာ စရပါရတာနော်ဒီမှာနော်ဓမ္မသုံးခုနဲ့ပယ်တာဆိုတာကကျန်တဲ့အာဟုတုခုနှစ်ပါးကိုပဲပယ်နိုင်တယ်ဟုတ်တယ်နော်ဗျာဒီဘောပေါ့ပြီနော်အဲ့ဒီခုနှစ်ပါးကိုခေါ်ခေါ်ပြီးတော့ဝิญညာခန္ဓာတွေမနာယရဏတွေမနောဝิญညာတက်တွေဖွဲ့မှာဟုတ်ပြီလားမှန်ပါဒါဒါလို့ရှင်ကဲဘုဒ္ဓရာဖြစ်ဖွဲ့ကြည့်ပါဦးဗျာခန္ဓာဖြင့်၄ပါးဥတော်ကစရတိ25ပါးတို့သည်25ပါးတို့တွင်ဝေဒနာတိဝေဒနာခန္ဓာတင်ညာတိတင်ညာခန္ဓာဝေဒနာတင်ညာမှကျွတ်တော်စရတိ အဝနာတင်နာမကျင်တော်စရတိတ်22မှာ3မှာဒီ22ပါဟမ်နသံအရေနသတ္တနသတ္တဒေဒေ23ပါးသည်သင်္ခါရခန္ဓာအာဟုတုစိတ်ခန္ဓာကိုသည်ဝိညာဏခန္ဓာမည်အာနာပြေနဘဟုတောကအာဟုတုစိတ်စရကုသည်အာဟုတုစိတ်ခန္ဓာကိုသည်မနာပြေလာမနာပြေလာလေအာဟုတုခန္ဓာကိုသည်မနာယနာစေသိ20စရသိ29ပါးသည်ဓမ္မယနာမည် ဒါပြန်ပါဥတော်ကအာဟုသိတ်ကိုနှစ်ပါးနည်းနည်းစရတိတ်ကိုမပေါင်းလိုက်ရသေးဘူးနော်တို့ကနော်မှန်ပါစရတိတ်ကိုဆိုရင်လဲသူဘယ်တော့မှကြည့်တာလဲနှစ်သက်ကိုနှစ်မှကြည့်ဟဲ့နီယိုနီယိုနီယိုအိုခဏပြေးလေးပါဥတော်စရတိတ်25ပါးတို့တွေဆိုပြီးလောက်ထားသေးတယ်နော်မှန်ပါမှန်ပါနှစ်သက်ကိုနှစ်သက်ကိုပြဒီ25ပါ25ငါးရလောက်လာနေ29လောက်လာနေနော်မှန်ပါဖွဲ့ပြထားအောင်နော်တို့တို့ပေါင်းမယ်နော်မှန်ပါ နိုင်ငံ29ပါရှိတယ်ဗော29ပါထဲကတပီတော်တို့စရတဲ့ဂျင်ဘုံနေကြည်ပါဒီနေ့ဝစီကစား2ပါချင်းဟုတ်တယ်နော်ဘောဘယ်မှာလဲအနေမှာလဲအနာဂတ်မှာပါနော်ဒီနေ့ဝစီ2ပါချင်းတော့25ပါချင်းနဲ့နော်25ပါချင်းနဲ့အခုဒီအရတမနဲ့ကျွေးမဲ့ပင်နိုင်တဲ့ထဲမှာလာကြည့်လိုက်တော့လေဒိဋ္ဌိကျင်းတဲ့ဆိုတော့2ပါဆုံးအတူတူကျင်းတော့အကျင်ခံရတယ်နော်မှန်ပါဒါဆိုတော့4ပါကြတော့ အပေါ်မှာရှင်နဲ့အောက်မှာကျင်းတယ်ဆိုတော့ရှင်တဲ့ဘက်လိုက်ယူနော်ဘုရားဝိသေကစကြတော့အပေါ်မှာလည်းကျင်းတယ်အောက်မှာလည်းကျင်းတယ်ဆိုတော့အဆုံးလည်းကျင်းတယ်ဆိုတော့ကျင်းတဲ့ဘက်ကိုယူနော်ဒါဆိုပြောတော့အဖြစ်မှန်ဘလောက်ဖြစ်မလဲ25ဖြစ်ရမှာနော်အေးအဲ့ဒါမျိုးလေးအဲ့ဒါမျိုးလေးပါ25ပါ28ပါဆိုတာမှားတယ်နော်မှန်ပါဒါလို့ရှင်ပြောတော့ဒီမှာ25ပါလို့ခန္ဓာဖွဲ့တယ်လားမှန်နေတယ်အာယနာမှာ29ဆိုတာမှားနေတယ်25ပဲဓမ္မ နစနေခေါ်စရာလဲမှားနေတယ်နစနေငါပဲတားမှားတာဒီစားလို့လေဟုတ်ပါဘူးဘောပါနော်အေးဟုတ်ပြီဟုတ်ပြီအဲ့ဒါလေးတွေပြင်ဆင်ချင်တာကဲသစ္စာပြနှစ်ပါးဥဒောကသစ္စာပြနှစ်ပါးဥဒောကအာဟုသောစိတ်ခေါ်နေကိုလောဘခြင်းသောစိတ်သိမ့်24ပါးဒီဒုက္ခသစ္စာ လောဘဒီသမုဒယသစ္စာဟုတ်ကဲ့သွားပြီနော်တကယ်လည်းနားလည်လို့ရတယ်တကယ်လည်းလက်ခံလို့ရတယ်နော်စိတ်တွေပေါင်းပလိုက်တာစိတ်တွေပေါင်းပလိုက်တာနော်ဗျာမှန်ပါ ကဲတတရပုတ်ပါဠိလေးကနေဝတ္တနိနာနဘာဝနာယသောတပတိမနဲ့ပယ်တာလည်းမဟုတ်ဘူးတဲ့ဓမ္မတုံနဲ့ပယ်တာလည်းမဟုတ်ဘူးတဲ့ပြောချင်တာကအကုသိုလ်တွေမဟုတ်တော့ဘူးလို့ပြောလိုက်တာနဲ့မတူဘူးလားနော်တတရပုတ်ရပါလေကောက်လဲကုသိုလ်စိတ်ကုသိုလ်စိတ်20ပါးဝိပဿနာ36ပါးကလျာစိတ်20သေတဲ့38ပါးယောနေ38ပါးနိဗ္ဗာန်သေတဲ့38ပါးဘာကိုကြည့်ပြီးတော့ကောက်အာ များအများကောင်းတဲ့စိတ်တွေကြီးပြီးတော့ကောင်းတာကုသိုလ်ဝိပက္ခရာတွေကြီးပြီးတော့ကောင်းတာအကုသိုလ်မပါလို့အကုသိုလ်စတဲ့14လုံးရော့သွားတယ်လို့မှတ်ချလိုက်မှန်ပါနော်အများရလိုက်ချင်းလေနောက်ပြီးတော့မှလည်းအများရလိုက်ချင်း ဆိုတော့ပြီးသွားပြီလေအရာကောင်းနော်ခန္ဓာကြည့်မယ်ဆိုရင်ရုပ်ပါရင်မှာခန္ဓာဥပခန္ဓာစတတိ38ပါးတို့ခန္ဓာဗနာပါယခန္ဓာ3ပါးကုသိုလ်စိတ်ဝိပဿနာကိရိယာစိတ်တရားဘာခန္ဓာဉာဏ်ခန္ဓာနိဗ္ဗာန်ကဘာဖြစ်ခန္ဓာဝိမောခန္ဓာ၅ပါးနော်အဲ့နောက်တက်ကြည့်မယ်ရုပ်28ပါးတဲ့မှာဩလာရိကရုပ်7ပါးဒီအာယနာဗနာပါအာနာ7ပါး7ပါးဒါဩလာရိကယတနာ7ပါးလို့ခေါ်တယ်ဟုတ်တယ်နော် အဲကုသိုလ်ဝိပကရိယာစိတ်တွေကဗာယရဏမနာယရဏဈာန်နဲ့စတတိ36ပါးဒုက္ခမရုပ်တွေနိဗ္ဗာန်တွေကဓမ္မယရဏအယရဏဘဏပါယသဏပါယသစ္စာအာဓာ18ပါးတကြည်ပါနောဩလာရိကဥစ္စနပါကဩလာရိကဓဗဏပါယစေဒစေဒကောက်ထားတဲ့ထဲမှာဝိပဿိတ်တွေမပါဘူးလားပါတယ်ဗျာအဲဒီပစ္စဝဉ္ဇ30ပါးဗဏဒ5ဓာဝိပဿိတ်ဓမ္မမှာ တံပရိဆိုင်တွေးလေးမပါဘူးလားပါတယ်ဗျာအဲတံပရိဆိုင်တွေးလေးပါတယ်ကရိယာစိတ်20ထဲမှာပါတယ်ရစရတော်ဝဇန်လေးတပါးပါတယ်နော်အဲဒါလို့ရှိရင်အဲ့ဒီ၃ပါးကမနောဒံကျွင်းတဲ့စိတ်တွေကိုဘယ်လိုဆုံးလဲဆိုရင်အကျွန်းတဲ့ရာမနောဝညာနာတဲ့အကျွန်းတဲ့စိတ်ကိုဘယ်လိုဆုံးလဲဆိုရင်ကုသိုလ်စိတ်20ပါး ကျွင်းတော့ဆိုတဲ့စကလုံးကိုကုသိုလ်ဆဲရှိမှမစူအောင်နော်ကုသိုလ်မကျွင်းအကုန်လေကုသိုလ်ဆဲ23ပါးကျွင်းတော့ဝိပဿစိတ်ဘလောက်လဲဆိုလို့ရှိရင်ဟာ36ပါးတဲ့က12ပါးရော့တယ်မလား12ပါးကဒွေပဇဝဉ္ဉ10ရဲ့တံတွေဆိုင်တွေ့ရဲ့နော်36ပါးတဲ့12ပါးနှုတ်တော့ဘလောက်ကျန်ကုသိုလ်ဝိဒ24ပါးဟင်36ရက်စနဘာနော်စနဘာနော်လေးလေးဒါ24 okay နော် ကျင်းသောဝိပဿနာ24ပါးကရိယာစေကြတော့19ပါး19ပါးသည်ဘုရားဝိညာဏဘုရားဝိညာဏတတ်မြည်၏နော်နာရခစေတသိက်တကုမယောနိဗ္ဗာန်သည်ဓမ္မတတ်မြည်ဓမ္မတတ်မြည်တံသစ္စာကိုသိကြည်ပါအာကုသစေတွေပါလာပြီဝိပဿနာတွေပါလာပြီဆိုရင်လောကီကုသောတရတတလောကီဝိပန်လောကီဝိပန်32ပါး32ပါးကရိယာစေ20စေတသိက်28ပါးအတိတ်38ပါး စေတိတ်38ပါးယုံ28ပါးသည်ဒုက္ခသစ္စာမည်နိဗ္ဗာန်သည်និရောဓသစ္စာမည်မဆိတ်၄ပါး၌ရှိသောမဂ်ဉ္ဇီယကို7ပါး9ပါးသည်မဂ္ဂသစ္စာကျင်းသောမဇ္ဈိမဘ29ပါးဘုဒ္ဓဘာသာ29ခုဒီသစ္စာတို့ရှိရှိရှိနေပေါ်ပေါ်လေးဖြစ်တာနော်အရာကောက်နေမရှုပ်နေဘူးဆိုဖွဲ့တာလည်းရှင်းပါတယ်နော်ဒုဖွဲ့တာမှန်ရဲ့လားသူရဲ့တော့မှန်လားနည်းတစ်ချက်သက်ကြည့်ပါလို့မှန်ပါဗျာကြည့်ပါလားမှန်ပါ mm okay bi da lwe lwe le paw paw le na da so din ne so so do la paw le na eh da na he to take go naw le ma ta la na lwe lwe ne be kong ngan ni bi pi kan ni bi da na buddha da da na si dan de de do buddha da da na si dan de de do buddha da da na si dan de de do anagade da da na le si rakai da ti anagade da da na le si rakai da ti anagade da da na le si rakai da ti